မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇွန်လ23ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်း838မုံမှန်တင်တဲ့အမှတ်စဉ်တင်မြင့်ဆောင်2025တင်တန်းစင်ပွဲအောင်မြင်စွာကျင်းပပေးစည်းတဲ့သတင်းကိုတင်ပြပေးပါမယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်း7038မွန်မန်တင်တဲ့အမှတ်စဉ်တင်မြင့်ဆောင်2025တင်နန်းစင်ပွဲအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်ဇွန်လတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်းအမှတ်738မုံမှန်တင်တဲ့အမှတ်စဉ်တင်မြင့်ဆောင်2025တင်နန်းစင်ပွဲကိုတင်နန်းသား60ဖြင့်မိမိတို့စုမှုနယ်မြေတနေရာမှာကျင်းပခဲ့တယ်လို့ဆိုပါရယ်အဆိုပါတင်နန်းစင်ပွဲကိုနေပြည်တော်တိုင်းစစ်ဌာနတိုင်းကုတ်ကဲရေးမှူးဘူလက်ရံနဲ့တပ်ရင်းတပ်ဖွဲ့ခေါင်းဆောင်များတက်ရောက်ခဲ့ကြပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တန်တောင်ကြီးတိုက်ခိုက်ရေးတင်းနန်းချောင်းကတက်ခွဲမှုအဆင့်အရာရှိတင်းနန်းစင်းတွေပါတဲ့စစ်ရင်တန်းကိုတိုက်ခိုက်မှုတက်ခွဲမှု၈ဦးအပါအဝင်၉ဦးသေဆုံးတဲ့တရင်ကိုတင်းပြပေးပါမယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘင်းအောင်တက်မြို့မှာရှိတဲ့တက်မတော် G တိုက်ခိုက်ရေးသင်တန်းကျောင်းကသင်တန်းစဉ်တက်ခွင်းမှုတွေပါတဲ့စီရင်တန်းကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ကတက်ခွင်းမှု၈ဦးအပါအဝင်၉ဦးတည်ဆုံသွားတယ်လို့ People Defense Force တန်ချောင်းကဒီကနေ့ဇွန်လ23ရက်နေ့မှာထုတ်ပြန်ထားပါတယ်။တန်တောင်ကြီးမြို့နယ်ဘင်းအောင်တပ်မြို့မှာရှိတဲ့စစ်တပ်နန်းချောင်းကတက်ခွဲမှုတင်နန်းစင်းတွေပါတဲ့စစ်ရင်တန်းကို တောင်ငူတန်ကောင်လမ်းပိုင်း9မိုင်စစ်တပ်စခန်းကုန်းအနီးမှာဇွန်လ9ရက်နေ့ညနေ9:00ခွဲအချိန်ကတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာတင်းနှန်းစင်တက်ခွဲမှုဗိုလ်ကြီး၈ဦးနဲ့ရင်မောင်းတက်ကြတဦးတိဆုံးက၄ဦးတန်ရရသွားတယ်လို့အသိပေးထားပါတယ်။ဒါအပြင်မေလ29ရက်နေ့ကလည်းကရင်ပြည်နယ်တောင်ငူလိပ်သူလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့ထုံးဗိုလ်ကြီးတက်စခန်းကိုလည်း ော်လန်ကြီးတက်တူကြီးတွားရောက်တိုက်ခိုက်ခဲ့တာရှိပြီးတော့ပြစ်ခတ်မှုအတွင်စစ်တပ်ဘက်ကအထင်အားသွားတယ်လို့သိရပေမယ့်ထိခိုက်ကြဆုံးမှုအခြေအနေတွေကိုတော့စုံစမ်းလို့မရသေးဘူးလို့ထုတ်ပြန်ထားပါတယ်။အဒီစစ်စင်ရေးတွေကိုတောင်ငုခရိုင်တပ်မဟာနှင့်တရင်ငါလက်အောက်ခံ PB Defense Force တန်တောင် MLB စစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးရေဦးမျိုးပေါ်ကစစ်တပ်တပ်ဆွဲရနေရာနဲ့စစ်စည်းရေးဂိတ်တွေကိုတုံးရက်ဆက်တိုက် drone နဲ့တိုက်ခိုက်မှုစစ်သားနှစ်ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။သခိုင်းတိုင်းရေဦးမျိုးပေါ်ကအကြံပတ်စစ်တပ်အထိုင်းခြားတပ်ဆွဲရနေရာနဲ့စစ်စည်းဂိတ်တွေကိုတုံးရက်ဆက်တိုက် drone နဲ့တိုက်ခိုက်ခဲ့ရမှာစစ်သားနှစ်ဦးသေဆုံးသွားတယ်လို့ရေဦး Freedom Cameras YFC ကထုတ်ပြန်ထားပါတယ်။ရေဦးမြို့တောင်ဘက်အထွတ်မှာရှိတဲ့ကြာဘူးအဝိုင်းစစ်စေးရေးဂိတ်ကိုရောက်နေတဲ့အကြမ်းဖက်ဆက်သား32ယောက်ကိုဇွန်လ6ရက်နေ့မနက်စင်နာရီခွဲကန်မှာ Fishwin drone နဲ့ဘုံဒီ၃လုံးချတိုက်ခိုက်ခဲ့ပြီးတော့ညနေ6:30မိနစ်ခန့်မှာရေဦးမျိုးပေါ်ကအကြံဘက်စစ်ကောင်စီတပ်ဖွဲ့တပ်ဆွဲရာကြာဘူးအဝိုင်းဂိတ်နဲ့တိုင်းရင်စီးယုံကိုဘုံဒီ၅လုံးချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဇွန်လ9ရက်နေ့မနေ့ပိုင်းမှာလေရေဦးမြို့အနောက်ဘက်ဂါဝီပန်းချံစစ်စေးရေးဂိတ်ကိုရောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား35ဦးခန့်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကဒရုန်းနဲ့ဘုံတီ၃လုံးထပ်မံကျေချတိုက်ခိုက်ခဲ့တယ်လို့ဇွန်လ10ရက်နေ့မနေ့ပိုင်းမှာလေရေဦးမြို့ မကြီးတော့စာတင်ကြောင်းမှာစစ်မှုထမ်းအတွက်အစည်းအဝေးလုပ်နေတဲ့အကြမ်းဖက်စစ်သားတွေကိုဒရုန်းနဲ့ဘုံသီးနှလုံးချတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်။အခုလို၃ရက်ဆက်တိုက်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေမှာအကြမ်းဖက်စစ်သား၂ဦးသေဆုံးကထိခိုက်ဒဏ်ရာရသူတွေရှိပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကလက်နက်ကြီးလေးလုံးပြန်လည်ပစ်ခတ်ခဲ့တာရှိပေမဲ့တော်လိုင်းရဲဘော်တွေထိခိုက်မှုမရှိဘူးလို့သိရပါရယ်။ဒီတိုက်ခိုက်မှုတွေကိုရှုဖို့ခရိုင်ပြည်သူ့ကာကွယ်ရေးဒရုန်းလှုပ်ရှား unit တွေဖြစ်တဲ့ရေဦး Freedom Comrades YFC ဝင်းဘလီအဖွဲ့တို့နဲ့အတူငါးမြင်းဆောင်မဟူရကျွေးရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမျိုးတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးတော့စင်တဲဝါချောင်းအနီးဖြစ်တဲ့တိုက်ပွဲမှာစစ်တပ်ကလူသားတိုင်းအဖြစ်အုံပြလာတဲ့အရဲသား9ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီးတော့စစ်သားတအူးလက်ရဖမ်းမိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် တောင်သာမျိုးနယ်စင်တဲဝါချောင်းအနီးမှာဖြစ်တဲ့တိုက်ပွဲမှာစစ်တပ်ကလူသားတိုင်းအဖြစ်အသုံးပြုလာတဲ့အရဲသား9ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီးတော့စစ်သားတပ်ဦးလက်ရဖမ်းမိခဲ့တယ်လို့လက်နက်ခဲယမ်းတွေလည်းတင်စီရရှိခဲ့တယ်လို့တောင်သာပကဖကထုတ်ပြန်ထားပါတယ်။တောင်သာမျိုးမှာရှိတဲ့စစ်ကောင်စီတပ်ကဘုံမှုအဆင့်ရှိတဲ့ဝနာထီဦးဆောင်တဲ့အကြံဖက်စစ်တပ်စစ်ကြောင်းနဲ့ထနောင်းကုန်းရွာကစစ်ကောင်စီတပ်ဖွဲ့နဲ့ပြူစိုးထီးတွေထောက်ပို့လမ်းကြောင်းအတွက်ချိတ်ဆက်သွားလာနေတယ်လို့သတင်းရတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့ကရဲဘော်တွေကမနေ့ကဇွန်လ12ရက် နေ့မနက်ပိုင်းမှာပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်အခုလိုပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့်တောင်သာမြို့အနောက်ဘက်စင်တဲဝါချောင်းအနောက်ဘက်ကမ်းမှာထိထွေတိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါရယ်ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ဟာအရဲသားပြည်သူအမျိုးသား9ဦးကိုလူသားတိုင်းအဖြစ် ရှေ့ကနေသွားခိုင်းခဲ့ပေမဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဟာလူသားတိုင်းအဖြစ်အသုံးပြုခံရတဲ့အရဲသားပြည်သူတွေကိုအထီးခံမရှိကဲထုတ်နိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။အရဲသားပြည်သူ9ဦးကိုကဲထုတ်ခဲ့ပြီးတဲ့နောက်မှာတိုက်ပွဲဆက်ဖြစ်ရာမှာစစ်သား3ဦးသေဆုံးပြီးတော့အမှတ်928ထောက်ပံ့ပို့ဆောင်ရေးတပ်ထပယ928ကတပ်သားကျော်နိုင်ဝင်းကိုလက်ရဖမ်းဆီးနိုင်တာ ံစစ်သားတွေထွက်ပြေးလွတ်မြောက်သွားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖက်ကအုံပြုတဲ့ G4 တလက်၊ MA3 တလက်၊ RPG အဖူး7ဘူး၊ G ပေါက်3ခု၊ G138 တောင်း drone ကြမ်းမာတစ်ခုနဲ့စစ်အုံဆောင်တချို့တင်းစီရရှိခဲ့ပြီးတော့ပြည်သူကာကွယ်ရေးဘော်တွေအထူးကိမရှိဘူးလို့သိရပါတယ်။အရသာပြည်သူတွေကိုလူသားတိုင်းအဖြစ်အုံပြုလာတဲ့စစ်အုပ်စုကိုတောင်သာမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့နဲ့မဟာမိတ်တပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ရေပြူမျိုးနဲ့အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုမဟာမိတ်အဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးထပ်မံနေတိုက်ဆုံတဲ့တရင်ကိုတင်ပြပေးပါမယ်။တနင်္လာရီတိုင်းတဝဲခရိုင်ရေပြူမြို့နယ်အေကနိကျေးရွာဘက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုမဟာမိတ်အဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ရမှာစစ်သား၃ဦးထပ်မံနေတိုက်ဆုံသွားတယ်လို့ရေပြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့ကထုတ်ပြန်ထားပါတယ်။မေလ29ရက်နေ့နဲ့30ရက်နေ့ထို့မှာ စစ်ကောင်စီတက်တဲ့ရေပြူမျိုးနဲ့ပူပေါင်းမဟာမိတ်အဖွဲ့တို့ကြားနှစ်ရက်ကြာထီထွေးတိုက်ပွဲနဲ့ပတ်သက်လို့အခုလိုထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာအထိနာသွားတဲ့အထွက်ကြောင့်ကြံတဲ့စစ်သားတွေဟာတိုက်ပွဲဖြစ်တဲ့နေရာကနေစုခွာထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။ရေပြူမျိုးနဲ့အတွင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုရေပြူမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေပြူပကဖဒဝေခရိုင်အမှတ်1တပ်ရင်း T1 ဒဝေပြည်သူ့လူမျိုးရေးတပ် TPLF တာဂရစစ်ကြောင့်ဒေါနာတက်ရင်တက်ခွဲ6ဝေးဟင်တက်ခွဲ9 LPF နိုင်ငံီပြောက်ကြားတက်ဖွဲ့နဲ့ရွှေပြည်လုံးအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရေပြည်မြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့အနေနဲ့စုဖွဲ့မှုအားကောင်းကောင်းနဲ့အကြံပေးစစ်ကောင်စီတက်တွေကိုတိုက်ခိုက်ချီမုံသွားမှာဖြစ်တာကြောင့်စစ်ကောင်စီလက်အောက်ခံတက်ဖွဲ့ဝင်တွေအနေနဲ့ပြည်သူလူထုနဲ့အ мян ဆုံးပူးပေါင်းကြဖို့ရေပြည်မြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့ကတိုက်တွန်းထားပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နဲ့တာကီတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။